မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အချင်းပြည်နယ်ဝိုင်းမော်မြို့နယ်မှာရှိတဲ့အချမ်းဖတ်စစ်တရင် Now see boy your task ကို KIPD မဟာမိတ်ပူပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဝိုင်းမော်မြို့ဆောင်တပ်ခလာရ58တရင်ကိုပါဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဆိုပါတယ်အချမ်းဖတ်စစ်ကောင်စီကစစ်အုံစည်းကိုဦးစားပေးတုံ့ပြန်မှုကြောင့်နောက်ဆက်တွဲအနေနဲ့မြန်မာ့ကျပ်ငွေတန်ဖိုးတွေထိုးချလာပြီး အမေရိကန်ဒေါ်လာကိုငွေကျပ်9000အတိရပ်ပိုင်းတွင်ရောက်ရှိနိုင်နေဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းဂင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာရှိတဲ့အကျန်းဖက်စစ်တပ်ရဲ့နောက်စီဘော်ယွာတက်စကန်ကို KIPD ရဲ့မာမိတ်ပူပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဝိုင်းမော်မြို့ဆောင်တပ်ခလရ58တိုက်ရင်ကိုပါဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် မေလ28ရက်နေ့ဖြစ်တဲ့မနေ့ကမနက်8:00နာရီခွဲလောက်မှာပဲဝိုင်းမော်မြို့နယ်ကကျန်းဖတ်စစ်ကောင်စီရဲ့နောင်စီဘော့ကျေးရွာတပ်စခန်းကို KIPD ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်ရမှာတနာရီခွဲလောက်တာကြာလိုက်ပြီမနက်10:00နာရီလောက်မှာစခန်းကိုအပိတ်သက်သိမ့်ပိုက်ရရှိသွားတယ်ဆိုပါလေအဲ့ဒီနောက်မနေ့ကညပိုင်းမှာပဲအကျန်းဖတ်စစ်ကောင်စီရဲ့ဝိုင်းမော်မြို့ဆောင်တပ်ခလရ58ကိုပါ KIPD ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်တိုးစစ်ဆင်တိုက်ခိုက်နေပြီဒီကနေ့မနက်ပိုင်းထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့လဲ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီကစစ်အသုံးစရိတ်ကိုဦးစားပေးတိုးမြှင့်မှုကြောင့်နောက်ဆက်တွဲအနေနဲ့မြန်မာကျပ်ငွေတန်ဖိုးတွေထိုးချလာပြီးအမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ9000အထိရပ်ပိုင်းတွင်ရောက်ရှိနိုင်တယ်လို့ရန်ကုန်စီးပွားရေးလုပ်ငန်းရှင်တွေကသုံးသပ်ပြောဆိုကြပါတယ်စစ်ကောင်စီက2024-25ဘဏ္ဍာရေး2ရက်ဝန်ကြီးဌာနအလိုက်အသုံးစရိတ်တွေကိုထုတ်ပြန်ခြင်းမရှိဘဲနေပြည်တော်မှာမတ်လ22ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ 2024-25ဘဏ္ဍာနှစ်အတွက်နိုင်ငံတည်ငြိမ်ရင်းနဲ့ဥပဒေစိုးမိုးရေးအတွက်အသုံးစရိတ်တွေကိုဥစားပေးသုံးစွဲဖို့ရှိပြီးအရေးပေါ်ရန်ပုံငွေကိုလည်းတွန်းမြင့်သုံးစွဲမှာဖြစ်တယ်လို့အကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုသွားခဲ့ပါတယ်။လက်ရှိနိုင်ငံမှာဆန္ဒသိမ့်ပြီးတဲ့နောက်ပိုင်းနိုင်ငံရဲ့ဘတ်ဂျက်လွန်ငွေပြမှုဟာအကြီးအကျယ်မြင့်တက်နေပြီးငွေကျပ်ဘီလီယံ8000နီးပါးကနေအခုနှစ်မှာကာကွယ်ရေးအသုံးစရိတ်နဲ့လုံခြုံရေးစရိတ်ကိုထပ်ပြီးတိုးလိုက်တဲ့အတွက်ဘတ်ဂျက်လွန်ငွေတွေအများများတော့ ကြံွေတွေကိုရိုက်ထုတ်တာကလွဲပြီးဘာမှလုပ်မရတဲ့အခြေအနေကြောင့်လက်ရှိမြန်မာကြံွေတံဘိုးတွေဟာဇက်တိုက်ထိုးချနေတာဖြစ်တယ်လို့ UMCCI ဖွဲ့ဝင်စီးပွားရေးသမားတဦးကရှင်းပြထားပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီမှပြည်ပနိုင်ငံဂျာရင်းနှီးမြုပ်နှံမှုတွေလည်းနှဲပါလာတာကြောင့်နိုင်ငံငွေရရှိမှုဟာအလွန်ကုန်နှဲပါနေပြီးနေစကုံသွေးရစ်အများစုကလည်းရက်ဆိုင်နေတာတွေအပြင်ဒီကြားထဲစစ်သားတွေအဖြစ်လစဉ်ခေါ်ယူတဲ့အသုံးစိတ်တွေပါတိုးလာတဲ့အတွက်စစ်တပ်ကလိုနေတဲ့ငွေကြေးတွေကိုငွေဆက်ကူအစ်စ်ရိုက်ထုတ်ပြီးဖြည့်ရှင်းနေတာတွေကြောင့် မြန်မာကြက်ငွေတန်ဖိုးဟာထိမနိုင်သိမနိုင်နဲ့ကိုကြာဆင်းနေတာဖြစ်တယ်လို့ UMCCI အဖွဲ့ဝင်စီးပွားရေးသမားတဦးကဆက်ပြောထားပါတယ်။အဲ့ဒီလိုလက်ရှိဘန်နာရေးအခြေအနေတွေကြောင့်အမေရိကန်ဒေါ်လာကိုမြန်မာကြက်ငွေ9000အထိမကြာမီရောက်ရှိဖို့ဟာတေချာသလောက်ဖြစ်နေပြီလို့လဲ UMCCI ရဲ့စီးပွားရေးသမားနဲ့ဒေါ်လာလက်ကြီးတိုင်ကအမြင်ချင်းအတူတူပဲသုံးသပ်ပြောဆိုထားကြပါတယ်ခင်ဗျ။တဖက်မှာတော့ဘဂိုးတိုင်းကအုတ်ရှိပင်မြို့မှာ အကြံပေးစက်ကောင်စီကတပ်သားတစ်စုဆောင်ရေးအဖြစ်လူငယ်အယောက်တရားကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံရသူလူငယ်တွေနဲ့နှိစက်တဲ့သူတွေကပြောပါတယ်။မေလ28ရက်နေ့ဖြစ်တယ်မနေ့ကပဲအောက်ရှိပင်မြို့မှာအကြံပေးစစ်တပ်ကစစ်မှုထမ်းအပစင်၃အတွက်ဆိုပြီးလမ်းတွေပေါ်မှာပြည်သူတွေကိုစစ်ဆေးပြီးတော့မှတ်ပုံတင်မပါလို့လိုင်စင်မပါလို့စံကဲအုတ်ထုတ်မပါလို့ဆိုတဲ့အကြောင်းပြချက်မျိုးစုံနဲ့လူငယ်တွေကိုကားပေါ်ဆွဲတင်ပြီးဖမ်းဆီးသွားရမှာပသိမ်မုံရွာလမ်းပေါ်အောက်ရှိပင်မြို့အထွတ် ဘူဘတ်ရတာပဲကြီးကြေးရွာထိတ်ဂိတ်တွေမှာလူငယ်တော်တော်များများအဖမ်းခံလိုက်ရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဒါ့အပြင်မနေ့ကနေ့လယ်ပိုင်းမှာပါအကြံဖတ်စစ်တပ်ပြူစော့တီနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကအင်စီကားတွေနဲ့ထပ်ပတ်ပြီးလှက်လယ်ဖမ်းဆီးရမှာတော့လူငယ်၁၈ဦးထပ်ပါသွားတဲ့အပြင်ညာဘက်မှာအဲစင်းစစ်လို့ပါသွားဓာတ်တွေနဲ့ပါပေါင်းရင်မနေ့ကတည်းကထက်တင်အုပ်ချုပ်ပင်မြို့မှာစုစုပေါင်းလူငယ်အယောက်၁၀၀ကျော် ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှီးစက်တဲ့သူတွေနဲ့မိဘဆွေမျိုးတွေကပြောထားပါလိမ့်ခင်ဗျာအခုတကမကွေးတိုင်းဘက်မှာတော့ကံခေါမျိုးနဲ့ကမြောက်ခရင်ခြေရောမှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တီတွေကိုတော်လန်ရေးတပ်တွေက rocket 28လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ကံခေါခရင်အမှတ်တက်ရင်းရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်မေလ26ရက်နေ့ကပဲမြောက်ခရင်ခြေရောမှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တီတွေကိုကံခေါခရင်ပကပနဲ့ကံခေါခရင်တက်ရင်းတွေပူပေါင်းပြီး rocket ဒုံးကြီး28လုံးနဲ့ပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိတွေရဲ့ထိခိုက်မှုအခြေအနေကိုမသိရသေးပေမဲ့ပြူစောတိခြေရွာတဲ့ကိုဒုံးကြီးတွေဇက်တိုက်ကြရောက်ပောက်ကွဲခဲ့တယ်လို့လည်းကံကောက်ခရိုင်အမှတ်1တရင်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်အဲ့ဒီလို rocket ဒုံးကြီးတွေကိုကံကောက်ခရိုင်ထုတ်လုပ်ရေးအဖွဲ့တွေကထုတ်လုပ်ထားတာဖြစ်ပြီးဒေါ်လန်ရေးအဖွဲ့တွေဟာကိုပိုင်းလက်နက်ထုတ်လုပ်ရေးတွေကိုစနစ်တကျလှုပ်ဆောင်လာနိုင်ပြီး ဒုံကြီးတွေထိထုတ်လုလာနိုင်ပြီဖြစ်တယ်လို့လဲကံကောခရိုင်အမှတ်တက်ရင်ရတာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျတဖက်မှာတော့အချမ်းဖတ်စကောင်စီက online ကြဖြန့်ငွေလိမ်ဂိုင်းတွေနဲ့ပတ်သက်တဲ့တန်တရားရှိသူ4900ကျော်ကိုတရုတ်နိုင်ငံလက်ထက်လွှဲပြောင်းပေးခဲ့တယ်လို့တရုတ်အစိုးရကမေလ28ရက်နေ့ကပဲသတင်းထုတ်ပြန်လိုက်ပါတယ်2023ခုနှစ်ဇူလိုင်လကစပြီးလက်ရှိအချိန်ထိ telecom နဲ့ကြဖြန့် online ငွေလိမ်မှုဆိုင်ရာရာဇဝတ်မှုတွေမှာ ဆက်ဆက်တန်တရား၈သူ4900ကြော့ကိုမြန်မာနိုင်ငံဘက်ကတရုတ်အစိုးရလက်ထက်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့တရုတ်နိုင်ငံရဲ့ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန MBS ကထုတ်ပြန်ထားပါတယ်။ရှမ်းပြည်မြောက်ပိုင်းမှာတရုတ်နိုင်ငံသားတွေပါဝင်တဲ့ကြက်ဖြန့်ငွေလိမ်မှုအရေးအတွက်ဟာမြင့်တက်ခဲ့ပြီးတရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားတာတွေအပါအဝင်ပြည်မှုပိုင်းဆိုင်ရာရာဇဝတ်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့်တရုတ်နိုင်ငံကရာဇဝတ်မှုတွေကိုပြင်းပြင်းထန်ထန်နှိမ်နှင်းခဲ့ရမှာလက်ရှိမှာတော့အတိတ်တင်ရှားတဲ့ရလက်တွေထွက်ပေါ်လာခဲ့ပြီး ကြပြန့်လိမ်လည်မှုဆိုင်ရာရာဇဝတ်မှုတွေကိုတိတိတတ်တာရှော့ချနိုင်ခဲ့တယ်လို့လည်းဆိုထပ်ပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ